ီးရင်လေးတန်အမျိုးသားလူမျိုးတက်မလို့ထိတ်ချိုထားတဲ့ကြောင်မဲမြို့ကိုအော်တိုဘတ်၁ရက်မှာစစ်တပ်ကပြန်သိမ်းလိုက်ပြီလို့စစ်ကောင်စီဝါဒပြမီဒီယာတွေကဖော်ပြပါတယ်။တင်းလေးဖက်ကတော့အော်တိုဘတ်၁ရက်နေ့နောက်ဆိုးချင်းတွေကိုထွက်ပြန်တာမရှိသေးပါဘူး။စက်တင်ဘာ30ညနေပိုင်းထွက်ပြန်ခြင်းမှာတော့စစ်ကောင်စီဘက်ကသာလွန်ရသုတ်ပြီးလေကြောင်းလက်လက်ကြီးဒရုန်းနဲ့အစင်ဝေးဘိုးတွေသုတ်ပြီးတိုက်ခတ်တယ်။မိလောင်ဘိုးတွေကြောင့်ကျောင်းမဲမြို့ကဌာနဆိုင်ရာရုပ်ခန်းတွေချို့မိလောင်ပျက်စီးခဲ့ရတယ်လို့ဆိုရပါတယ်။ တည်သူညာနှစ်ခွန်စစ်စီဒုတိယလှိုင်း2024 9အကွန်9ရက်မှာကြောင်းမဲမြို့ကိုတရင်လေကသိပိုက်ခရာဖြစ်ပြီးအခု2025အော်တိုဘာ10ရက်နေ့မှာပြန်ဆုတ်ပေးလိုက်ရတာဖြစ်ပါတယ်။ကရင်ပြည်နယ်လက်ကီကော်ဒီတာမှာတိုက်ပွဲတွေဆက်ပစ်ထန်နေပြီးစစ်ကောင်စီဘက်ကအသေးခံ drone တွေလက်နက်ကြီးတွေနဲ့နေရောညပါအဆက်မပြတ်ပစ်ခတ်နေတယ်လို့ကရင် information center ကဖော်ပြပါတယ်။စစ်တပ်ရဲ့ထိုးစစ်စတင်တဲ့စက်တင်ဘာ25ကနေ25အထိ စီးရီးပြင်းမာတွေကိုအဓိကတိုက်တာတွေ့ရပေမဲ့နောက်ပိုင်းမှာတော့ဖလူးမင်းလက်ပံမက်ထော်ဒရေးယူရတွေကစာသင်ကျောင်းတွေဖူကြီးကျောင်းတွေကို ပြင်းမာထားပြီးဒရုန်းနဲ့တက်ခက်လာတယ်လို့ဆိုပါတယ်လစ်ကီကောဖမဆွေလဲရက်ွက်6ရေကန်9ရတ်တမှုဖျားကိုတွေကိုရပ်ပြီးခလျာနစ်ကွန်ဝါဖဲကနေမီဇန်တူရနဲ့ပိတ်ခတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်စစ်မြေပြင်မှာအထိနာရင်အရသာပြင်းမာတွေကိုဥတီတက်ခက်လာတာဟာစစ်ကောင်စီရဲ့ဗျူဟာတွေကိုဖြစ်ပြီး မြပြည်တပ်ဖွဲ့မှစစ်ကောင်စီဘက်ကအရာရှိတွေပါဝင်သိဆိုးသူများနေတယ်လို့ဖော်ပြထားပါတယ်။ပကူနယ်တရားဝတိခရင်လက်ပတန်းမြို့နယ်ကမ်းပြူကြီးရွာဖက်စစ်မှုထမ်းကြီးကောက်ဖို့ထွက်လာတဲ့အရာ20ပါစစ်တမ်းရဲ့ရဲစစ်ကြောင်းကိုတော်လိုက်တရက်ကတက်ခတ်ရမှာစစ်သား2ဦးသေပြီးသနားနဲ့လည်းသိမိတယ်လို့တရားဝတိခရင်တိုင်းရင်းသိုးရှိသွညာနှစ်ကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘတ်တရက်မနေ့9ရက်ခန့်မှာတက်ခတ်တာပြီးသိမိလက်နဲ့တွေကတော့ ကြည်သီးတလက်ကာမိုင်တလက်နဲ့ခင်းရတွေဖြစ်တာကိုတပ်ပုံမတန်တဲ့တွေ့ရပါတယ်အထိနောက်သွားတဲ့စစ်ကောင်စီတပ်ဟာပြန်ဆုတ်ပြေးသွားပြီမဲ့အဝေးကနေလက်နေချင်းနဲ့ရန်သားပြစ်ခတ်နေတာကြောင့်အများပြည်သူတွေသတိထားသွားလာကြဖို့ထုတ်ပြန်ချက်မှာနှုတ်ဆော်ထားပါတယ်ရုရှားဆွေကတောင်းယူဆော်ရွက်မယ်လို့သတင်းထွက်နေတဲ့ဒဝဲအထူးစီးပွဲရေးဆိုဒေတာတွင်းရှိအီကနီကျေးရွာမှာ စစ်ကောင်စီတန်းတဲ့တွန်လိုင်းတက်တွေနှစ်ရက်ဆက်တိုက်ပွဲဖြစ်တာကြောင့်ဒေသခံတွေထွက်ပြေးနေတယ်လို့ဒဝဲဝက်ရှ်ကဖော်ပြပါတယ်။အော်တိုဘတ်၁ရက်မနေ့ပိုင်းမှာဒီကြေစက်တင်ဘာ၃ဆယ်မနေ့ပိုင်းမှာဒီကြေတိုက်ပွဲဖြစ်ပြီးစစ်ကောင်စီဘက်ကအင်အား၁၀၀ဝန်းကျင်ပါစစ်ကြောင်းနဲ့ဒေသခံတွန်လိုင်းတက်တွေကြားတိုက်ပွဲဖြစ်နေတယ်လို့ဆိုပါတယ်။စစ်ကောင်စီစစ်ကြောင်းဟာစက်တင်ဘာ၂၈မနေ့လေးနိုင်ခံမှာရေဖြူမြို့နယ်ပကောစွန်ရွာကနေရင်းနှီးစစ်ကန်ဒေသဖက်ဝင်လာပြီးဒေသခံ၃ဆယ်ခန့်ကိုတစက္ကန့်ပြည့်ဖမ်းဆီးတယ် ရွာကနေထွက်သွားချိန်မှာတော့ဒေသခံအများစုကိုပြန်လှုပ်ပိတ်ခဲ့ပြီးတယောက်ကိုဆက်ဖမ်းသွားတယ်လို့ဆိုပါတယ်။အခုအဲ့ဒီစစ်ကြောင်းအကနီရွာရောက်မှာတိုက်ပွဲဖြစ်ပြီးတဲ့နောက်ဝက်ချောင်းခမောချောင်းအကနီဝဇွန်တော်ကုဒယာရငယ်စားတဲ့ကြီးရွာတွေကဒေသခံတွေကြောက်လန့်ပြီးထွက်ပြေးနေရတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။စစ်ပွဲတွေရဲ့နောက်ဆက်တွဲဖြစ်ထမ်းမြမနယ်စပ်ဒုက္ခသက်စခန်းတွေမှာရောက်ရှိခုလုံနေကြတဲ့မြန်မာစစ်ပီးရှောင်း ဒုက္ခသည်တွေထက်က6000ကျော်ကိုအောက်တိုဘာ1ရက်နေ့ကစပြီးထိုင်းနိုင်ငံတွင်အလုပ်လုပ်ခွင့်ပေးလိုက်ပြီလို့ Thai BPS World ကဖော်ပြပါတယ်။ဒဟာနိုင်ငံတကာဘက်ကအကူအညီတွေနှိပ်ပါလာတာဖြင့်အထူးသဖြင့်ဇူလိုင်လအတွင်းကဖြစ်ပေါ်တဲ့ကမ္ဘောဒီးယားပြည်ထနာကြောင့်ထိုင်းနိုင်ငံရှိကမ္ဘောဒီးယားအလို့သမားတွေပြန်သွားတဲ့နေရာမှာဒီဒုက္ခသည်အလို့သမားတွေကိုအစာထုတ်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။ရှင်ပြောင်းအလို့သမားကြီးနဲ့ဒုက္ခသည်ရေးအကူအညီဆောင်ရွက်နေသူပညာရေးနဲ့ဖော်ပြထုတ်တဲ့ Foundation ကအထူးချစ်ကတော့ဒါဟာအလွန်ထူးခြားတဲ့တွတ်တယ်မှုဖြစ်တယ်လို့ပြောပါတယ်။ ဒါကကျွန်တော်တို့ပုံမနေပြောမယ်ဆိုလို့ရှိရင်တော့ဒါဒါအင်မတန်မှဟိုထူးခြားတယ်ဆိုရဲအခွင့်အရေးပေါ့ကျွန်တော်အလုပ်လုပ်ခွင့်ပေးတယ်ဆိုတာထက်ကျွန်တော်တို့ပိုတဲ့အခွင့်အရေးတွေဟိုရနိုင်တယ်လို့ကျွန်တော်တို့လည်းပြောလို့ရတယ်ကျွန်တော်တို့ဒုက္ခသက်စခန်း၉ခုပေါ့ဗျာ UNHCR အတိအမှတ်ပြုထားတယ်ကျွန်တော် POC ရထားတဲ့ဟို passing of concern ပေါ့အဲ့ဒီ POC ရထားတဲ့ဒုက္ခတွေကကျွန်တော်၈000ကျော်ရှိတယ်ဒီထဲမှာမှသူတို့ကစနစ်ဟိုပြန်ပြီးတော့စစ်တမ်းတန်လုပ်တဲ့အချိန်မှာ အလုတ်လုတ်နိုင်စွမ်းရှိတယ်ပေါ့အခုလောဆယ်ခတ်မှန်းကျအလုတ်လုတ်နိုင်ရှိတယ်ဆိုအသက်16နှစ်ကနေအသက်50အထိအဲ့လူကတော့4200ရှိတယ်ဆိုတော့အဲ့လူတွေကိုတို့ပထမဦးဆုံးစိတ်တို့အလုတ်လုတ်မယ်ဆိုလို့ရှိရင်တော့တို့ရဲ့ဒီထိုင်းနိုင်ငံထဲမှာဇာရှိပြောင်းဥဒမာရီလူမျိုးကအလုတ်လုတ်ခွင့်ပြုမယ်ပေါ့ဒါဟာ50ဒီနေတာသက်တမ်းရှိနေပြီဖြစ်တဲ့မြန်မာဒုက္ခသည်စခန်းတွေအတွက်ပထမဆုံးကြေရရှိတဲ့စခန်းအပြင်ထွက်ပြီးအလုတ်လုတ်ခွင့်ရတာလို့သိရပါတယ်ထိုင်းမြန်မာနယ်စပ်ရှိတာခရိုင်မဟောဆောင် ကချနာဘူရီနဲ့ရရှ်ဘူရီပြည်နယ်လေးခုမှရှိတဲ့စခန်းပေါင်း၁၀ခုခန့်မှာလူဦးရေ၈၀၀၀ခန့်ရှိနေဆဲဖြစ်ပြီးအဲ့ဒီထက်ကလူငယ်လူရွယ်၆၀၀၀ခန့်ကိုပထမဆုံးဖြစ်အလုပ်လုပ်ခွင့်ပေးလိုက်တယ်လို့သိရပါတယ်ခင်ဗျာ။